မင်္ဂလာပါခင်ဗျာအော်တိုဘားလ23ရက်နေ့နေ့လေခင်းတိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးတဲ့ပုံအနေနဲ့အကြံဖက်စစ်တပ်က KK ပတ်ကိုဝန်စီပြီးကြားဖြတ်နေနေရေးအမိတမှုဖာခေါင်းကပြုတ်လုတဲ့ပြည်သစာနေနေရေးဆက်လန်းဆိုပြီးမှ KNU ဘိုးအလုံးမှုဆောင်ပဒိုစောတော်ကြီးကပြောဆိုလိုက်ပါတယ်အကြံဖက်စစ်တပ်က KK ပတ်ကိုဝန်စီပြီးကြားဖြတ်နေနေရေးအမိတမှုမှာဖာခေါင်းကလုတဲ့ပြည်သစာနေနေရေးဆက်လန်းတာဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး GNU ဘ ഹു အလုံးမှုဆောင်ပဒူစောသောနီကပြောဆိုလိုက်ပါတယ်။အကြံဖက်စစ်တပ်က PGF ကောင်းဆောင်ပုံမူကြီးစောချစ်သူဦးစီးထင်းချုပ်လုတ်ကင်နေတဲ့ KK ပတ်ကိုဝန်ရောက်စီးနင်းပြီးလူပေါင်း2000နီးကိုဖမ်းဆီးရရှိကြောင်း ကြီးညာလိုက်ပြီးနောက်စစ်တပ်က KK ပတ်ကိုဝန်စီနဲ့ပြပြီးကြားဖြတ်နေနေရေးဆိုနေခြင်းမှာတချိန်ကကွန်မြူနစ်ကောင်းဆောင်တခင်စုပြောခဲ့မှုတဲ့ဖာကောင်းကလှုပ်တဲ့ပြည်သူစာနေနေရေးဆဲတဲ့ဇလန်းကိုတရိယာမိကြောင်း KNU ဘို့လုံးမှုဆောင်ကော်မတီဝန်ပရိုဆော့ဒနီကပြောဆိုလိုက်ပါတယ် တခင်ဆိုပြပြောနေတယ်ပြီးစနေနေရေဆက်လန့်ကိုပဲပြန်အမှတ်ရနေပါတယ်ခင်ဗျာဆိုပြီးမှပရိုစောစောနီကရှင်းပြထားပါတယ်အကြံဖက်စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူအကြံဖက်စတော်မင်ထွန်းကမြောက်ဒီမြို့နယ်တောင်ဖက်မေထော်တလေးရှိ KK ပတ်မှာ KNU နေမြေအတွင်းရှိပြီး KNU မှအရာရှိတချို့ကကုမ္ပဏီထောင်လုတ်ကင်နေခြင်းဖြစ်ကြောင်း KNU ကတနိုင်ငံလုံးကိုရောင်းစားသည့်အဖွဲ့ဖြစ်ကြောင်းဝါရဖြန့်တရဲမီဒီယာများနဲ့ထုတ်ပြန်ပြောဆိုထားတာဖြစ်ပါတယ် KNU က ဒီလုပ်ငန်းကရရှိတဲ့ငွေကြေးတွေနဲ့နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်မှာအကြမ်းဖက်တပ်ဖြတ်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကိုအကအကွယ်ပေးထားပြီးတရုတ်နိုင်ငံထိုင်းနိုင်ငံအပါအဝင်ဒေတာကျွမ်းနိုင်ငံတကာအပေါ်မှာရာဇဝတ်မှုတွေကျူးလွန်နေအောင်လှုပ်ဆောင်နေတဲ့အဖွဲ့အစည်းတွေဖြစ်ပါတယ်။ပိုက်ဆံသာရမယ်ဆိုရင်တနိုင်ငံလုံးကိုလက်ညှိုးထိုးရောင်းစားဖို့ဝမ်မလေးတဲ့ GNU အဖွဲ့ကိုနိုင်ငံတကာနဲ့ပြည်သူတွေဝိုင်းဝိုင်းစန့်ကျင်ချဖို့လိုပါတယ်ဆိုပြီးမှအကြမ်းဖက်ဆော်မင်းထွန်းကခြေစကားပြောပြန်ပါတယ်။ မြန်မာနိုင်ငံမှာအကြမ်းဖက်လုပ်ငန်းတွေကိုအတိအကစောင့်ကြည့်လေ့လာနေတဲ့ Justice for Myanmar နဲ့ United States Institute of Peace USIP တို့က KGB ရဲ့ KGB ဟာစစ်တပ်ရဲ့လက်အောက်ခံဗိုလ်မှူးကြီးစောချစ်တူဦးဆောင်တဲ့ကရင်နေချားဆောင်တပ်ဖွဲ့ PGF ကဦးစီးလုံဆောင်နေခြင်းဖြစ်ကြောင်းတတိယအထောက်အထားဖြင့်အစည်းအဝေးခံတဲ့အများထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ဒါအပြင် အမေရိကန်ပြည်ထောင်စုကစစ်တပ်လက်အောက်ခံ BGF ကောင်းဆောင်ဗိုလ်မှူးကြီးစောချစ်တူအပါအဝင် ကြားဖြန့်လုပ်ငန်းများကိုအကအဝေးပေးလုံခြုံရေးယူနေတဲ့ PGF ကောင်းဆောင်တွေကိုစီးပွားရေးပိတ်ဆို့မှုတွေဆက်တိုက်ချမှတ်ခဲ့တာဖြစ်ပါတယ်။ဒုတိယတပုတ်အနေနဲ့နိုင်ရီကံပြူဟာကုန်းကို AA ကဝိုင်းထားပြီးဖြည်းဖြည်းချင်းထိုးစစ်ဆင်တိုက်ခိုက်နေတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။နေရအနေငေတာကြံရှိနေတဲ့နိုင်ရီကံပြူဟာကုန်းကိုအာရခတတ်တော် AA နဲ့ပူပေါင်းတပ်ဖွဲ့တွေကဝရံပိတ်ဆို့ထားပြီးဖြည်းဖြည်းချင်းထိုးစစ်ဆင်တိုက်ခိုက်နေရကြောင်းနိုင်ရီကံစေရေးတရင်မြေကပြောပါတယ်။နိုင်ရီကံပြူဟာကုန်းဟာ ရခိုင်နဲ့မကွေးအစံအမ်ဘရန်လမ်းမှာရှိတဲ့စက်ကောင်စီရဲ့ပြူဟာကုန်းတဆခန်းတခုဖြစ်ပါတယ်။အော်တိုဘာလ15ရက်အရခတ်တတော် AA ရဲ့စေရေးသတင်းထုတ်ပြန်ချက်မှာနိုင်ရီကံပြူဟာကုန်းစခန်းအားဘိဒတ်သိမ့်ပိုက်ရရှိနိုင်ရေးအနေငယ်တော့လက်ကျန်နေရအချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ဆိုမှပြောဆိုထားပါတယ်။ဒီနေ့အော်တိုဘလာ23ရက်နေ့နိုင်ရီကံပြူဟာကုန်းစစ်ရဲအခြေအနေကိုခိုင်မာသောစစ်ရဲတရင်ရေးတပ်ကယခုလိုပြောပါဗျ။ခုထိတော့ဝိုင်းဝန်းထားတော့ပါပဲ။ ထောက်ကူလန့်တွေလည်းဖက်တောက်ထားတယ်လက်တတော်ဖြည်းဖြည်းချင်းထိုးစစ်ဆင်နေတာမျိုးပါအာရခတတ်တော်စီမာရော PDF တွေစီမာရောလက်နဲ့ချအလဲဝလာသူတွေထွက်ပြေးလာတဲ့သူတွေရှိပါတယ်ဆိုလို့ပြောပါတယ်နိုင်ရီကဘျူဟာကုံအနည်းရှိကုတ်ကြီးဖိုက်တာကုံစားတဲ့ကာကန်စကန်တွေအားလုံးကို AA ပူပေါင်းတပ်ပွဲမှာတင်ပိုက်ပြီးနောက်ဘယ်မှဘျူဟာကုံကိုတင်ပိုက်ရရှိရေးကြိုးပမ်းနေကြခြင်းဖြစ်ပါတယ်ခုလို့ ထိုးစစ်ဆင်တိုက်ခိုက်နေစဉ်အတွင်းနိုင်ရီကံပြူဟာကုန်းပေါ်မှာထွက်ပြေးနေသူများနဲ့အလဲဝံလာသူစုစုပေါင်းစစ်ကောင်စီတပ်သား၁၁ဦးဖမ်းဆီးရမိထားကြောင်းအေအေကအော်တိုဘားလ၁၉ရက်နေ့မှာထုတ်ပြန်ထားပါတယ်။နောက်ထပ်စေရေးတရင်ယူတဲ့ကူကနိုင်ရီကံမကွေအတွက်ရောနိုင်ရီကံကမကွေအတွက်ရောရခိုင်အတွက်ရောအေးပါတာကိုအေအေရော PDF ရောစစ်ကောင်စီအားလုံးကရောတီးကြပါတယ်။တီကုန်းကိုရသွားပြီဆိုရင်ငဖေးမျိုးကတိုက်ရင်တွေကပါစစစ်ယုံတွေကို ဟောင်ဝိဆာလက်နက်ကြီးတွေနဲ့လှမ်းထုလို့ရတယ်။တာကိုစက်ကောင်စီကတီးတော့အသေးအလူးပြန်ခုခံနေတာဖြစ်တယ်။အေအေရဲ့ထိုးစစ်တွေကိုလေးချောင်းပစ်ကူရောလူဝင်အားနဲ့ရောအဆင်ပြတ်ပုတ်ပေးနေတယ်ဆိုမှပြောပါရတယ်။နိုင်ရီကံပြူဟာကုံမကြစီရဲ့အတွက်စက်ကောင်စီကစက်ကူများနဲ့လေးချောင်းပစ်ကူများအဆင်မပြတ်ပြုလုပ်နေပေမဲ့အကောင်ဆုံးတုံ့ပြန်ခံစစ်များနဲ့အတူထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဆိုမှအေအေကထုတ်ပြန်ပြောဆိုထားပါရတယ်။နိုင်ရီကံပြူဟာကုံမှာ2024ခုနှစ်ကစ၍ တမခကူကူနဲ့ဇဂခဆက်ခွန်တမျက်အင်အားဖြည့်တဆွေထားပြီးစက်ကောင်စီတတအင်အား600နီးပါးအထိကျန်ရှိနေတဲ့ကြောင်းတရင်ရေးမြများထားမှသိရပါတယ်။နောက်တစ်ပုတ်အနေနဲ့ညင်းချံမြို့နယ်မှာစစ်တမ်းဘောတွေကိုဒရုန်းနဲ့ပုံကျေတိုက်ခိုက်မှုဇဂစာ၄ဦးတန်ရာရတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းညင်းချံခရိုင်ညင်းချံမြို့နယ်မှာစစ်တမ်းဘောတွေကိုအော်တိုဘားလ12ရက်မှာဒရုန်းနဲ့ပုံကျေတိုက်ခိုက်ရာ စက်ကောင်စီတပ်သား၄ဦးတန်ရာရရှိခဲ့ပြီး စက်တင်ဘာတစီပြည်စည်းခဲ့တယ်လို့ရေစကြိုတပ်ပေါင်းစုကထုတ်ပြန်ထားပါတယ်။စိတ်ညာရေတန်ယုံအကြံဖက်စက်ကောင်စီရဲ့ရေချောင်းဆစေးရေးဂိမ်းမှာစက်တင်ဘာများရောက်ရှိနာခုန်နေစဉ်တိုက်ခိုက်ခဲ့ရလို့ဆိုပါတယ်။ဒရုန်းနဲ့ပုံဒီလေးလုံးကြေးရတိုက်ခိုက်ခဲ့တာဖြစ်ပြီးစက်ကောင်စီတပ်သားတွေတေဆုံးတဲ့အပြင်စက်တင်ဘာတစီလည်းခေါင်းမုံးပြစ်စီသွားတာကြောင့်အကြံဖက်စက်ကောင်စီတပ်သားတွေလက်နက်ကြီးလက်နက်ငယ်တွေနဲ့တရားစပ်ပြန်လည်ပြစ်ခတ်ခဲ့ပေမဲ့ပြည်သူ့ကာကွယ်ရေးဖော်တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းအတည်ပြုထားပါတယ်။ဆက်လက်ပြီး တန်းစီမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား၁၁ဦးတေဆုံးပြီးစစ်ကြောင်းကဆုတ်ခွာထွက်ပြေးတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းတန်းစီမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အချိန်စစ်သား၁၁ဦးနေရာတွင်ပြေးချင်းပြီးတေဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရေးဦးမြို့နယ်ပကဖတာဝန်ခံကတရင်ထုတ်ပြန်ထားပါရ။ယမနေ့ညအော်တိုဘားလ20ရက်နေ့မနေ့9:30အချိန်မှာတန်းစင်မြို့နယ်အတော်ကြီးရွာမှာ ကမ်ဘလူမျိုးနဲ့ကာဘူဖက်တို့ပြန်လေဆုတ်ခွာနေတော့အကြံဖက်စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့များကစူပောင်းရေးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။စက်ခွေးစစ်တပ်ကောင်တည်တယ်လို့သိရပါတယ်။စက်ခွေးစစ်တပ်ကောင်ကတော့နေရာချင်းပွေချင်းပြီးတည်ဆုံခဲ့ပါတယ်။စက်ခွေးအရှင်ဖမ်းမှုတာမျိုးမရှိပါဘူး။ကျွန်တော်တို့ရေးဖော်တဲ့အထိတ်ခိုက်မရှိပြန်လေဆုတ်ခွာနိုင်ခဲ့ပါတယ်။ဆိုပေမဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေးဦးမျိုးနဲ့ပကဖတာဝန်ခံကပြောဆိုထားပါတယ်။ တသိမ်မှုနဲ့ဘဂဖအဖွေရဲ့တရင်ထုတ်ပြန်ခြင်းမှာမြန်မာနဲ့အော်တိုဘလ20ရက်နဲ့မနေ့9:30အချိန်တသိမ်နဲ့အရှိချမစက်တက်စက်ကြောင်းကိုကြဖြတ်တက်ခိုက်ခေကြောင်းအဆိုပါစက်ကြောင်းမှာအတော်ရွာမှာကာဘူးကြီးရွာဖက်သူပြန်လေဆုတ်လာစဉ်ကာဘူးတရာအနီမှာကြဖြတ်တက်ခိုက်ခေခြင်းဖြစ်ကြောင်းစစ်တပ်ဖက်မှတပ်ဖွဲ့ဝင်5ဦးတေဆုံးပြီးစစ်နှုတ်တရားရရှိပြီးစစ်သားများထွက်ပြေးသွားကြောင်းအလောင်းများနဲ့တရားရစစ်သားများကိုမြန်မာနဲ့မွန်ဒေ7နှစ်နာရီကျော်အချိန်ကားပြကားများဖြင့်တည်ယူသွားကြောင်းသိရှိရပါသည် တိုက်ပွဲအတွက်မှာတော့စက်ခွေးနဲ့ပြူခွေး၅កောင်ကတော့ပွေချင်းပြီးတည်ဆုံပါတယ်။တိုက်ပွဲဖြစ်ပြီးမော်လီပိုင်းလောက်မှာတော့စက်ခွေးတွေအင်အားအများအပြားနဲ့ထပ်မံရောက်ရှိလာပြီးစက်ခွေးအလောင်းနဲ့တန်ရာရတဲ့စက်ခွေးတွေကိုကားနဲ့လာတည်သွားရည်လို့သိရပါတယ်။ကျွန်တော်တို့လက်နဲ့တွေ့တော့တင်းစီမိတာမရှိပါဘူး။ဆိုရင်မှတန်းစင်မြို့နယ်ပကဖတာဝန်ရှိသူကပြောဆိုထားပါတယ်။အဆိုပါဆက်စင်ရေးတိုက်ပွဲအားတန်းစင်မြို့နယ်ပကဖရှေဘူခရိုင်အမှတ်90ပြူဟာတိုက်ရင် PLA ပေါ်ဦးစကြောင်းရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေဥပကပလယုံတပ်ဖွဲ့တို့ကပူပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။